မင်္ဂလာပါရှင်ရုရှားကိုမြန်မာအလုံသမားတွေပိုင်းလော့ဘလော့ဂျက်အနေနဲ့စတင်ဆင်လုပ်ခဲ့တဲ့ဆိုတဲ့တဲ့အပအဝင်ဒီတစ်ပတ်အတွင်းရွှေပြောင်းလုံသားတွေနဲ့ပတ်သက်တဲ့သတင်းတွေကိုစတင်တင်ဆက်ပေးပါမယ်ပထမဆုံးအနေနဲ့ မြန်မာရွှေပြောင်းအမျိုးသမီးတအူကိုဝင်ရှက်လာနဲ့ဆေးမတောက်ရကနေသိဆုံးမှုဖြစ်ပွားခဲ့တဲ့တဲ့ရင်ကိုတက်ဆက်ပေးကြပါတယ်။ထိုင်းတောင်ပိုင်းဖန်ကားခရိုင်အတွင်းကတကွာပါဆေးရုံမှာမြန်မာရွှေပြောင်းအမျိုးသမီးကိုဝင်ရှက်လာနဲ့ဆေးမတောက်ရကနေမလနှစ်ရက်နေပါသိဆုံးမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။သိဆုံးသူအမျိုးသမီးမယွယူဟာတကွာပါမျိုးနာဘန်နစီရက်ကွက်မှာနေထိုင်တဲ့သူဖြစ်ပြီးသူ့ရဲ့အမျိုးသားဟာနမခင်းကျေးရွာတွေကငါးဖန်ဆက်လီမှာအလုပ်လုပ်ကင်နေတဲ့မြန်မာရွှေပြောင်းအလုပ်သမားလို့သိရပါတယ်။ သူဟာသွေးတောရောဂါအခန်းရှိပြီးနေမကောင်းဖြစ်ရကနေပါရာစီတမောနဲ့စပွန်ဆာအချုပ်ရည်ကိုတွဲတောင်းမိခဲ့တဲ့အတွက်အဲ့ဒီအမျိုးသမီးဟာဆေးအဆိပ်သင့်ပြီးဆေးရုံကိုအေးပေါ်တည်တဲ့အချိန်မှာသေဆုံးသွားခဲ့တယ်လို့သိရပါတယ်။နမခင်းဒေတာကတအူးကတော့သူတို့ပြောတာတော့ဖျားတာဆရာဝန်ရဲ့ညှို့ချချက်မရှိဘဲပါရာစီတမောတွေတောက်ပါတယ်။နောက်ပြီးအန်နဲ့အန်တော့ဆေးရုံသွားတယ်။ဆေးရုံရောက်တော့ဆုံးသွားတယ်။လင်းရောမရရောဘာမှမရှိတော့ကြောက်ပြီးဘာမှမလုပ်တတ်ကြတာပါဆိုပြီးမိုက်ကရိုတိုင်းထံပြောကြပါတယ်။အခုသေဆုံးတဲ့သူဟာတနင်္လာရီတိုင်းကော့တောင်းမြို့ပုလုံတုံတုံချေးရွာသူ ဖြစ်ပြီးသေဆုံးရုပ်အလောင်းကိုတော့နမခင်ကျေးရွာဖုံးကြီးကျောင်းမှာထားရှိပြီးမိသကြိုသွားမယ်ဆိုပြီးသိရှိရပါတယ်။ဆလပီရုရှားကိုမြန်မာအလုံသမား24ဦးပိုင်လော့ project အနေနဲ့စတင်ဆင်လုပ်ခဲ့တဲ့တဲ့တင်ကိုတက်ဆက်ပေးပါမယ်။ ရုရှားနိုင်ငံကိုမြန်မာအလုံသမား24ဦး Pilot Project အနေနဲ့မလ9ရက်နေ့မှာစတင်ဆစ်လွတ်ခဲ့ကြောင်းသိရပါတယ်ဒီလိုဆစ်လွတ်ခြင်းဟာရုရှားနဲ့အလုံသမားဈေးကွက်ရရှိဖို့ဆစ်လွတ်တာဖြစ်နိုင်တယ်ဆိုပြီးပြပအလုံကိုင်းအကျိုးဆောင် agency တစ်ခုကတော့ Migrant တိုင်းတက်ပြောကြပါတယ်မြန်မာရုရှားနှစ်နိုင်ငံအလုံသမားပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချုပ်လို့ MOU စနစ်နဲ့အလုံသမားဆစ်လွတ်နိုင်ရေးမျိုးကိုလက်မှတ်ထိုးထားတာမျိုးတော့မရှိပါဘူး pilot project နဲ့ဆင်းလို့လိုက်တဲ့သူတွေဟာ February လ28ရက်နေ့ကအလုပ်ရှင်အလုပ်သမားခံထားမှုသဘောတူစာချုပ်ကိုချုပ်ထားခဲ့တယ်လို့သိရပါတယ်။သူတို့တွေဟာရုရှားနိုင်ငံမှာရှိတဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာအလုပ်လုပ်ကံခွင့်ရရှိမယ်ဆိုပြီးတော့လည်းတင်ရရှိပါတယ်။ ်ဒီနောက်ဆုံးသတင်းအနေနဲ့ကချနာပူရီမှာတရားမဝင်မြန်မာအလို့သမား14ဦးဖမ်းဆီးခံလိုက်ရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံကချနာပူရီမှာမလ၄ရက်နေ့ကတရားမဝင်မြန်မာအလို့သား14ဦးဖမ်းဆီးခြင်းခံလိုက်ရပါတယ်။မလ၄ရက်မနက်အစောပိုင်းမှာကချနာပူရီလက်မှတ်မှာထိုင်းအာဏာပိုင်တွေလှည့်လည်ဆစ်ဆေးတဲ့အခါမှာဆူဆူကီကပေါ်လိုက်ပါလာတဲ့မြန်မာ14ဦးကိုဆစ်ဆေးဖမ်းဆီးလိုက်တာပါ။မြန်မာမျိုးသား12ဦးနဲ့အမျိုးသမီး2ဦးဟာဖះသုံးစုကနေလှေနဲ့ထိုင်းနိုင်ငံနဲ့တရားမဝင်ဝင်ရောက်လာတာဖြစ်ပြီးထိုင်းနိုင်ငံမှာအလို့ရဖို့ပွဲစားကပတ်နှက်တောင်းပေးမယ်ဆိုပြီး ီးတော့ပွဲစားနဲ့နှိမ့်နိုင်လာတာဆိုပြီးလဲသိရှိရပါတယ်။သူတို့ကိုကားနဲ့လာခေါ်တဲ့ထိုင်းကားသမားကတော့ထွက်ပြေးသွားကြောင်းသတင်းရရှိပါတယ်။ဒီကနေ့တော့ရရှိထားတဲ့သတင်းတွေကတော့ဒီလောက်ပါပဲ။ကြည့်ရှုအပ်ပေးမှုကျေးဇူးထူးပဲတင်ရှိပါတယ်။မင်္ဂလာရှိတဲ့နေ့လေးပါရှင်။